ဆိုတော့ဒီကနေ့ကြာရောက်တဲ့ကနရာဝတီထိုင်ရဲ့ 2023နှစ်ပြည့်နေပါလေအမွေနေ့အထိမ်းမမှာဆိုလို့ရှိရင်ကျမတို့အမျိုးသမီးတူအနေနဲ့စကားပြောခွေပေးတဲ့အတွက်လဲကျေးဇူးရမ်းတင်တယ်ပြီးလို့ရှိရင်ဒီကနာရဝတ်ချမ်းမှာတာဝထဆောင်နေတဲ့ဝတ်ထားတွေအားလုံးကောက်ဆောင်တွေအားလုံးကိုလည်းအတိမတ်ပြုတယ်လေးစားတယ်ဆိုတဲ့အကြောင်းကိုလည်းပထမဆုံးအနေနဲ့ကာရဝတ်ပြုပါတယ်ပေါ့နော်ဆိုတော့ဒီဂရီနီပြည်မှာဆိုလို့ရှိရင်ကနာရဝတ်ဒီထိုင်အဖွဲ့အနေနဲ့ဒါလွတ်လပ်တဲ့သတင်းမီဒီယာထူထူပြတိုင်းရေးသားအဖွဲ့အစည်းတစ်ခုဖြစ်တယ်ပေါ့လေဆိုတော့ဒီချိန်မှာဆိုလို့ရှိရင်ဒီ 20နှစ်ပြည့်တော့ရောက်လာပြီအောင်မြင်မှုတွေလည်းအများကြီးတွေ့ရှိရတယ်အထူးသဖြင့်ကျမတို့အဂရီနီပြင်နယ်မှာဟိုဒီတတိယရရှိမှုတတိယလက်လက်မြင်မှုလူထုတွေကဒီနိုင်ငံရေးပဲဖြစ်ပြောဒီဘ ഹു တူတာနဲ့ပတ်သက်ပြီးတိတိတိထိုက်တဲ့အကြောင်းအရာလိုက်ပဲဖြစ်ပြောဒီကနရာဝတီထိုင်းဟာဆိုလို့ရှိရင်ဒါပညာပေးလောက်တာမျိုးတွေလူထုတည်အောင် တတိယချက်လက်မြဝေပေးတာမျိုးတွေဆဆောင်နေပဲဖြစ်ဖြစ်ရေဒီယိုနေပဲဖြစ်ဖြစ်အများကြီးလှုပ်ဆောင်ချက်တွေကိုတွေးရှိရတယ်ပေါ့နော်ဆိုတော့ဟိုဒီဟာဒီတွေးရှိချက်ဆိုလို့ရှိရင်ကျမတို့ greeny အာလူမျိုးတွေအတွက်ဆိုလို့ရှိရင်အများကြီးတည်ရရှိမှုတွေပြင်းနေပြပမှာပါတွေဖြစ်နေတယ်လူခွေချုပ်ဖတ်မှုတွေကဘလို့အခြေအနေရှိပြီလဲဆိုရဲဟာမျိုးတွေကစားဒီတည်မီဒီယာပေါ်မှာကဟိုရရှိမှုအနေနဲ့ဒါအောင်မြင်မှုတစ်ခုအနေနဲ့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ပြည်နယ်ရဲ့အထူးသဖြင့်2023အနာသိပ်ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီအကြံဖက်စစ်တပ်ကနေပြီးတော့မ မမတရားဟိုဆီရဇဝမှုကျူးလို့တဲ့ကိစ္စလူခွေးချုပ်ဖောက်မှုကျူးလို့နေတဲ့ကိစ္စအဲ့လိုပဲပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ အလီဘတ်ဆိုင်အကြံဖက်မှုတွေဆိုလို့ရှိရင်လည်းဖြစ်နေတဲ့နေရာဒေသအလိုက်ကိုအသင့်တည်းကြားကနေလက်နေကြီးကြားကနေလီချဲတဲ့ကြားကနေပြီးတော့မှတတိယယူနေကြတယ်ဒါဟာတကယ်လူတိုင်းကလုံလုံလို့ရနိုင်တဲ့အလုပ်တစ်ခုမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီအလုပ်ကိုဆက်အပ်ထက်သာလုပ်ကြတယ်တကယ်ကိုယ့်ရဲ့လူမျိုးရေးကြုံနေရတဲ့အခြေအနေကိုတခြားနိုင်ငံတိအောင်ဖော်ထုတ်တာမျိုးတွေကိုယ့်ရဲ့ပြည်နယ်ကတတိယချက်လက်ရရှိမှုတွေကစသဆိုင်မမအထောက်ကြတာယူလဲအရင်အတိမပြူတယ်ပေါ့နော် ော်ဆိုတော့ဆက်ပြီးတော့မှကျမတို့ဒီရေဆိုင်နေတဲ့အခက်အခဲတွေလည်းအများကြီးကြုံတွေ့လာနိုင်မှာဖြစ်တယ်ဥမာအများကြီးတွေ့ရှိရတဲ့ live ပေါ်မှာဆိုလို့ရှိရင်ကနရာဝဒီထိုင်အဖွဲ့အစည်းနေနဲ့ဝေဖန်တာမျိုးတွေချင်းမတချို့ဆိုလို့ရှိရင်အမီနာမတချို့ဆိုလို့ရှိရင်စပေအာနေပတ်တဲ့ဟာမျိုးကစားကြုံနေရတယ်ပေါ့နော်ဒါတွေကိုတော့ဒါဟိုအဖွဲ့အစည်းဖြစ်နေတဲ့ဟာဆိုလို့ရှိရင်တော့စိတ်ခုံမှုရှိသလိုလှုပ်ချိုးရရကြုံနေရတဲ့ဟာမျိုးတွေလည်းရှိမယ်ဆိုတော့ဒါကိုငဲ့ညာမှု ဘာနာနာမထားပဲနဲ့ဒါကိုယ့်ရဲ့ပြည်နယ်အတွဲဆိုတဲ့စိတ်ထားတစ်ခုထဲနဲ့အများကြီးစူးစမ်းလို့ဆောက်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီထက်မကားပို့ပြီးတော့မှမွေနေမှာစားနောက်နေပေါင်းများစွာကနရာဝဒီထိုက်ဖွဲ့စီနေနဲ့ရေရှည်တည်တက်ခံမြက်ပါစေနောက်ပြီးတော့မှအထုတစ်ဖြည့်ဒီပြည်နယ်ရဲ့တတိယရှိမှုတွေနဲ့လည်းပို့ပြီးတော့မှအဆိုင်လုံနိုင်ပါစေဆိုတဲ့ဟာမျိုးတွေနဲ့ကျွန်မနီကုတ်ချုပ်ပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်